နိုင်ငံခြားရောက်နေတဲ့မြန်မာတွေထဲမှာကိုရီးယားမှာကြောင်းတက်ချင်တဲ့သူတွေရှိတယ်ဆိုရင်လက်ထောက်ရှိတယ်ဆိုရင်တော့ကျွန်မကဒီနေ့မှာဘလို့မျိုးနိုင်ငံခြားကနေပြီးတော့ကိုရီးယားကိုကြောင်းလျှောက်လို့ရမလဲဆိုတဲ့ဟာကိုအသေးစိတ်သေးသေးချာချာလေးပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်မအချက်လေးတွေအားလုံးမှခွနက်ချက်ဒီပါလောက်ရှိတယ်ပေါ့နော်ရေးထားတာစာမျက်နှာကလည်းသုံးမျက်နှာလောက်ရှိရဲ့ တစ်ချက်ချင်းစီကိုအသေးစိတ်ပြပြပေးခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်မစာအုပ်ကလေးတော့ကြည့်ပြီးတော့ပြပြပေးပါမယ်ကျွန်မမကြံခဲ့ရလေအောင်တေးတေးချာချာလေးရေးမှတ်ထားပါတယ်အာဒီနေ့ပြောမယ့်အကြောင်းအရာကအာဘယ်နိုင်ငံမှာပဲရှိရှိမြန်မာတွေအကုန်လုံးကိုသွားခြင်းတဲ့နိုင်ငံကိုရအောင်သွားနိုင်ဖို့အတွက် ကိုရီးယားမှာတောင်းတဲ့ချင်တယ်ဆိုတော့ကိုယ်ရီမန်းချက်တွေရှိတယ်ဆိုရင်လည်းတကယ်ကိုလက်တွေ့လှုပ်ဆောင်နိုင်မှုအတွက်အာလမ်းလေးတစ်ခုခုဖြစ်ဖြစ်သိသွားရအောင်လို့ကျွန်မဒီဗီဒီယိုလေးကိုဖန်တီးဖြစ်ခဲ့တာဖြစ်ပါတယ်ကျွန်မလည်းဒီအကြောင်းအရာကိုရှာနေတော့ကြာပြီပေါ့เนาะဒါပေမဲ့ အဲဂျမဟိုဘလို့မမေးမြန်းလို့မရခဲ့ဘူးပေါ့နော်ဟိုကိုကိုတိုင်းလည်းအเจ้าမှာလုပ်နေတာဖြစ်ပေမဲ့အာဒီဟာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နိုင်ငံခြားကကိုယ့်ရဲ့မမတွေကိုခေါ်ခြင်းပေးမယ်ကိုယ့်အเจ้าကိုခေါ်ခြင်းပေးမယ်တောင်မှနီးလန့်နေဂျမမှာမသိခဲ့ဘူးပေါ့နော်မေးလဲတေချာတဲ့ဂါဂါနနအဖြစ်တွေမရခဲ့ဘူးပေါ့နော်အဲ့တော့เจ้าမလို့ ကျမအခုတလောဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လိုက်ပြီးတော့မေးမြန်းပြစ်တယ်အမတွေကိုတွေကိုပေါ့နော်ပြောဆရာဆရာမတွေကိုလည်းမေးမြန်းပြစ်တယ်အဲ့တော့ကျောင်းတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဒီအကြောင်းရာနဲ့ပတ်သက်ပြီးတော့အော်လမ်းလေးတွေပြပြပေးတယ်မျှော်ဝေပေးတယ်အမတွေအကိုတွေအတိမိတ်ဆွေတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ဆွေကြောင်းလေးကိုပြပေးခြင်းပါတယ်အဲ့တော့ကျောင်းမဒီဗီဒီယိုလေးကတကယ်ကိုအကျိုးရှိပြီးတော့တကယ်ကို စေတနာနဲ့ပဲလုပ်ထားတဲ့ဗီဒီယိုလေးဆိုတော့ကိုအားလုံးလေးသိမြင်မယ်လို့မျှော်လင့်ပါတယ်။ကြည့်ဒါဆိုစလိုက်မယ်ပေါ့နော်။အယူဆိုကိုရီးယားကြောင်းလျှောက်ဖို့ဆိုရင်ဘာအရေးကြီးဆုံးလို့ထင်လဲ။ကြောင်းလျှောက်ဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေပါ။ကြည့်ဒါဆိုရင်ကြောင်းလျှောက်ဖို့အတွက်လိုအပ်တဲ့စာရွက်စာတမ်းအသေးစိတ်ကိုကျွန်မပြပြပေးပါမယ်ဒီမှာတစ်ခါလေး။ ဒါပေမဲ့ဒါလေးတွေကဟိုကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းလိုအပ်ချက်လေးတွေကွာခြားသွားနိုင်တယ်ဘယ်လိုမျိုးလဲဆိုတော့အော်တချို့ကြောင်းတွေကြတော့6တန်း7တန်း7တန်း6တန်းအဲ့လိုမျိုးဟာတွေပါလိုတယ်အဲ့လိုကြောင်းနေရတော့မလို့အဲ့လိုမျိုးလေးတွေရှိကောင်းရှိနိုင်တယ်လို့တချို့ကြီးကတော့မွေးစည်းရင်းတွေပါလဲလို့တဲ့အဲ့လိုမျိုးပေါ့နော်ဟိုဆိုင်းဆိုင်နေပို့လို့ဒါမျိုးလေးတွေလည်းရှိကောင်းရှိနိုင်ပါဒါပေမဲ့အထက်ကအာမဖြစ်မနေ လောက်ရမဲ့စာရဲစာတန်းနေကိုတော့ကျမအသေးစိတ်ပြပြပေးသွားမှာပဲအာများတော့အဖြစ်ပေါ့နော်ဟိုတောင်းတဲ့အဓိကစာရွက်တွေကိုကျမပြပြပေးသွားပါမယ်ပထမဆုံးကတော့အလုံးသိရတဲ့အတိုင်းပဲဆရာအလမန်နဲ့အမှတ်စရင်ဒီဟာက move တန်ယုံစီထူပြီးထားတဲ့အာဆာရွက်လိုပါတယ်အဲ့ဒါကလည်းတစ်နှစ်တစ်တန်းရှိရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုကအာ D2 ဆိုရင် အာဗီဇာ D2 ဗီဇာနဲ့ရှောက်မယ်ဆိုရင် topic 3အနည်းဆုံးဒါမှမဟုတ်ရင် IELTS 5.5လိုပါတယ် D4 ဆိုရင်တော့မလိုဘူးပေါ့နော်နောက်ပြီးတော့ passport made to လိုမယ်မိပါနောက်ပြီးတော့ကိုယ့်ရဲ့မှတ်ပုံတင်အဲ notary ပြန်ထားတဲ့ဟာတွေအာတကယ် မိထုတွေပါမူနမမပုံနေမိထုနောက်ပြီးတော့ notary ပြန်လာတဲ့ဟာတွေလို့ပါမယ်နောက်တစ်ခုကကျတော့အိမ်အောင်စုစရင်ပေါ့နော်ဒီအိမ်အောင်စုတွေမှာဘယ်သူတွေဘယ်သူတွေရှိတယ်ဆိုတဲ့စရင်လို့မယ်နောက်ပြီးတော့ show money ဒေါ်လာ2000ဝင်ကျင်တော့လို့ပဲဒါကတော့ကိုယ့်ရဲ့ visa ပေါ်မူတည်ပြီးတော့ပေါ့နော် default ဆိုရင်2000 default ဆိုရင်1000အဲ့လိုမျိုးကတော့အများနဲ့ပြပြနေရတယ်ပေါ့နော်အဲနောက်ပြီးတော့ဒီလိုမျိုးပေါ့နော်ဒီလို size ဆိုင်တွေကတော့ဒါပါပဲဒါပေမဲ့အဲ့လိုမျိုးခုနအရှိမပြောသလိုပဲပေါ့နော်ကိုယ့်ရဲ့ လျှောက်တဲ့ကြောင်းပေါ်မူတည်ပြီးတော့အနေငယ်ကွာခြားနိုင်ခြင်းရှိပါတယ်။နံပါတ်2ကတော့နိုင်ငံသားကနေပြီးတော့အော်မြန်မာတွေကိုလည်းလက်ခံတဲ့နိုင်ငံသားကမြန်မာတွေကိုလက်ခံတဲ့အကြောင်းမျိုးကိုရှာဖို့လိုပါတယ်။အဲ့ဒါပါလဲဆိုတော့အော်ဘလို့တွေ ဒါမှသာပေါ့နော် ကျမတို့တွေကိုတိတိချာချာလေးအဲ့เจ้าနေကနေပြီးတော့ရှင်းပြပြပြနိုင်မှာတခါမှလည်းဟိုငွေချားကမြန်မာတွေကိုလက်ခံပူးတာမရှိဘဲနဲ့သွားလျှောက်တယ်ဆိုရင်အဲ့เจ้าကလည်းတိတိချာချာကကနနာတိမှာမဟုတ်ဘူးလေနော်အဲ့အဲ့တို့ကြောင့်မလို့ကိုကဗီဇာရှောက်ရတဲ့အခါမှာအခက်ခဲတွေရောက်နိုင်တယ်ကိုကကိုလောက်ရတဲ့အခါအမားတွေပါပြီးတော့ဗီဇာမရတာတွေဖြစ်နိုင်တယ်အဲ့တို့ကြောင့်မလို့ကိုက ိုင်ငံသားမှရှိတဲ့ကိုကမြန်မာနိုင်ငံမဟုတ်ဘူးတခြားနိုင်ငံဖြစ်နေတယ်အဲ့လိုမျိုးလူကိုလည်းလက်ခံပေးခြင်းနေတဲ့ကြောင်းအစအစရာတောင်းယူပြောပြပေးနိုင်တဲ့ကြောင်းမျိုးကိုတခြားရွေးချယ်တတ်ဖို့လိုပါတယ်ဒါကတော့ကိုရဲ့စုံစမ်းနိုင်မှုရှာဖွေနိုင်မှုပုံမှုတည်တယ်ပေါ့နော်ဒါပေမဲ့လည်းစိတ်ပူစရာမလိုပါဘူးခုခေတ်ကဒီလိုမျိုးတွေပြောပြပေးနေတဲ့သူတွေကူညီပေးနေတဲ့ agency လည်းအများကြီးရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရီးယားကအခုဆိုရင်တခြားနိုင်ငံတွေထက်ကိုကြောင်းလျှောက်ရတဲ့ဟာကအရန်လွယ်ကူနေတာဖြစ်ပါတယ်เนาะနောက် က်ခွက်ကြတော့နိုင်ငံခြားကနေပြီးတော့လျှောက်ထားမှုကိုလက်ခံတဲ့အချိန်ကိုသိရပါမယ်။ကြောင်းလျှောက်တဲ့အချိန်ပေါ့နော်။ဘာလို့လဲဆိုရင်နိုင်ငံပြင်ပကနေလျှောက်ထားတဲ့သူတွေကိုဆိုရင်အာကိုရီးယားနိုင်ငံတွင်းမှာလျှောက်ထားရတဲ့သူတွေထက်ကိုအစောဆုံးခေါ်တယ်ပေါ့နော်။ပထမအတုပ်မှာတင်မယ်။တခါတည်းပထမအချိန်မှာတင်မယ်။တခါတည်းခေါ်ယူလေးရှိကြတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒါမှသာတောင်းဝင်ခွင့်ရပြီးတော့ ီဇာလျှောက်လို့အချိန်တစ်ခုရမယ်ဒါမှသာလျှင်အဗီဇာရပြီးတော့မှကြောင်းမဖွင့်ခင်စာမတင်ခင်ကိုရီးယားနိုင်ငံတွင်ကိုဝင်ခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အစောဆုံးအနေနဲ့ခေါ်ယူတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအာပြိုပြီးတော့ဘယ်ချိန်မှအာဒီ Hawaii Epa ပေါ့နော်နိုင်ငံခြားကနေပြီးတော့အာအဲနိုင်ငံသားကနေပြီးကျောင်းသားကိုခေါ်ယူလဲဆိုတာကိုတေချာမေးမြန်းရပါမယ်။ကျမတို့ကျောင်းကတော့အများသောအားဖြင့် ထမတုံးมาတွေခေါ်တယ်ဗောနော်ဒါပေမဲ့ကံမကောင်းစွာကကျမတို့ကြောင်းကမြန်မာတွေကိုကြတော့ခေါ်ဖို့ခက်တယ်ဗောနော်ဘာလို့လဲဆိုတော့ဗီဇာကိုဟိုတခြားကျောင်းတွေတခြားနိုင်ငံတွေရလို့မျိုးဗောတခြားနိုင်ငံတွေမှာကကြတော့ကျောင်းဝင်ကျောင်းဝင်ခွင့်ရထားပြီဆိုရင်အာဗီဇာကိုလျှောက်တဲ့အခါမှာလွယ်တယ်ကိုယ့်ကိုလျှောက်လို့ရတယ်ဒါပေမဲ့ကျမတို့နိုင်ငံကကြတော့ စိတ်မကောင်းစရာတစ်ခုကကျတော့ visa ရှောက်ရတာကိုယ့်အကူရှောက်ရင်အမားတွေပါနိုင်ပြီးတော့အခက်ခဲတွေဖြစ်တယ်တခါ reject ဖြစ်သွားပြီဆိုရင် နောက်ထပ်က reject ဖြစ်နိုင်ခြင်းများတယ်ဆိုပြီးတော့အရန်ကိုခက်ခက်ခက်ခဲရှောက်ရတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းဘက်ကကျတော့ win win ထိပဲလုပ်ပေးနိုင်တယ် visa ကိုကိုယ်မလုပ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့ကျောင်းသားတစ်ခုခုမှားယူသွားမှဆိုရင်အတွက်ကြောင့်မလို့ဒါ agency နဲ့ရှောက်ဖို့ကိုပို့ပြီး recommend ပေးတာဖြစ်ပါတယ်ပေါ့နော် ကိုရီးယားနိုင်ငံတွင်းမှာဆိုရင်တော့ကိုတိုင်းလာလျှောက်လို့ရတယ်ဒါပေမဲ့နိုင်ငံပြပါပေါ့နော်မြန်မာကပဲဖြစ်ဖြစ်ပဲနိုင်ငံကပဲဖြစ်ဖြစ်လျှောက်တယ်ဆိုရင်တော့ចောင်းသားကကိုယ့်ကိုဗီဇာတာဝန်ယူပြီးတော့လျှောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ကျွန်မကိုတိုင်းဆိုရင်လည်း agency ကနေလျှောက်ဖို့အတွက်ကိုပဲ recommend လုပ်ပါတယ်ចောင်းဘက်ကလည်းအဲအဲ့လိုမျိုးပေါ့နော်ဟိုဝင်ခွင့်အထိပဲလုပ်ပေးနိုင်မှာဖြစ်ပါတယ်အဲ့လိုမျိုးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကြောင့်ကျွန်မတို့ចောင်းဆိုရင်တခြားနိုင်ငံသားတွေဆိုရင်တော့တခြားနိုင်ငံကလူမျိုးတွေဆိုရင်တော့ပထမတော့မှာတဲ့ င်ကတခါတဲ့အပီးစီခေါ်ဂျောင်းဝင်ခွင့်ပေးဗီဇာမီဇာကော့ကိုရှောက်ရှောက်လို့ရတယ်ရှောက်လို့ရပြီဆိုတာ ਨੇ တို့တွေကဂျောင်းမဖွင့်ခွင့်ဝင်လို့ရအောင်လို့ပေါ့နော်စစောစီစီရှောက်လို့ရအောင်ဟိုတခါတဲ့ကိုဝင်ခွင့်ပေးပါတယ်အဲ့တော့ပထမအတုံးမာတွေကရှောက်ရပါတယ်အစောဆုံးအတုံးမာရှောက်ရပါတယ်အဲ့တော့ ကိုကိုတိုင်ကကြောက်လျှောက်တဲ့အချိန်ကာလကိုမသိဘူးဆိုရင်ကိုကလွဲချော်သွားနိုင်တယ်အဲနည်းနည်းတော့အချင်းအရန်တိုတာ哦เนาะအဲ့တော့မရလိုက်တာမျိုးတွေဖြစ်နိုင်တဲ့တို့ကြောင့်မလို့ကြိုပြီးတော့ဒီလိုမျိုးနိုင်ငံခြားကနေပြီးတော့ចောင်းသားတွေကိုခေါ်ယူတဲ့အချင်းကိုတည်တည်စချားလေးမေးမြန်းရပါမယ်နံပါတ်၄ကကြတော့ဗီဇာကိုចောင်းဘက်ကနေတာဝန်ယူ လုတ်ပေးလားလုတ်မပေးဘူးလားဆိုတာမေးရပါမယ်ကျမခုနကလည်းပြောသွားသလိုပေါ့နော်ကျမတို့ကြောင်ကတော့မလုတ်ပေးပါဘူးအဲ့တော့ကိုများသောအားဖြင့်ကျောင်းတွေကနိုင်ငံခြားကနေကျောင်းသားဆိုရင်နိုင်ငံခြားကကျောင်းသားဆိုရင်ဝင်ခွင့်ရတဲ့ ठी ကိုပဲလုတ်ဆောင်ပေးပြီးတော့ visa ပိုင်းဆိုင်ရာကတော့အခုလက်ရှိရောက်နေတဲ့နိုင်ငံရဲ့ policy တွေပေါ်ကိုလည်းမူတည်နေတဲ့အတွက်ကြောင့်မလို့ဟိုကွာကိုရှောက်ထားရမှာဖြစ်ပါတယ်ကိုရီးယားနိုင်ငံနောက်ပြီးတော့လည်းကိုရီးယားနိုင်ငံတွင်းမှာရှိတဲ့ကျောင်းသားတွေကို ဗီဇာပိုင်းနေမှာခရူးဆိုင်ပေးမှုမှာပေါ့နော်ယောနေသွားတာအာရော့သွားတာဖြစ်မှာဆိုရတဲ့ကြောင်းမလို့အဲတောင်းတော်များများကတော့ဟိုမိပါကတောင်းသားဆိုရင်ဗီဇာအကောက်ကိုတောင်းယူပြီးတော့ရှောက်ခိုင်းပါတယ်ရှောက်ရပါတယ်ပေါ့နော်အဲအဲ့လိုကြောင်းမလို့ဟိုဗီဇာကိုကောက်ကိုတောင်းယူနိုင်နေဆိုရင်တော့လေအဲဒီလိုမျိုးနိုင်ငံခြားနေတဲ့စင်ဒါရိုက်အကြောင်းကိုရှောက်ထားလို့ရပါတယ်အဲနောက်ပြီးတော့လည်း အဲတချို့ကြောင်းတွေကကြတော့တာဝန်ယူပြီးတော့ရှောက်ပေးတဲ့ကြောင်းတွေလည်းရှိပါတယ်။เนาะအဲ့ဒီကြောင်းတွေကိုကျွန်မနောက်ပိုင်းကျရင်ဆက်ပြောပါပါမယ်။เนาะအဲ့တော့တာဝန်ဒီပြီဒီကြောင်းလျှောက်တဲ့အခါမှာဒီကြောင်းကကိုရဲကိုဗီဇာပါတာဝန်ယူပေးလားတာဝန်ယူနိုင်ဘူးလားဆိုတာကိုသေချာမေးရပါမယ်။နံပါတ်5ကကြတော့မြန်မာမှာမြန်မာမှာမဟုတ်တဲ့အတွက်ကြောင့်မလို့ဗီဇာကိုအခုရောက်နေတဲ့နိုင်ငံမှာရှောက်ရမလားမြန်မာပြည်ပြန်ရှောက်ရမလားဆိုတဲ့ဟာကိုဟိုကျွန်မဖြေပေးပါမယ်။ ါကတော့ကိုလျှောက်တဲ့ကြောင်းပေါ်ကိုလည်းမူတည်တယ်။နောက်ပြီးတော့ e-visa လျှောက်လို့ရတဲ့ကြောင်းဆိုရင်တော့လက်ရှိရောက်နေတဲ့နိုင်ငံကနေပဲ visa လျှောက်နိုင်တယ်လို့ e-visa မရတဲ့ကြောင်းဆိုရင်တော့မြန်မာပြည်ပြန်ပြီးတော့လျှောက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ EV visa ရရှိစေတဲ့ Excellent University တွေကိုအဓိကရွေးချယ်ပြီးတော့လျှောက်ထားရမှာဖြစ်တယ်လို့မြန်မာဟိုမြန်မာပြည်ကိုမပြန်ချင်တဲ့သူတွေဆိုရင်တိတိကျကျလေးအဲ EV visa ကဘယ်လိုမျိုး visa လဲ Excellent University ကဘယ်လိုမျိုးကျောင်းလဲအဲ့ဒါမျိုးတွေကိုသိချာမေးမြန်းရမှာဖြစ်ပါတယ်ပြီးတော့လည်းအကျောင်းဘက်ကတာဝန်ယူပေးတဲ့ကျောင်းမျိုးကဘယ်လိုမျိုးတွေလဲဆိုတာကိုတိတိကျကျလေးမေးမြန်းရမှာဖြစ်ပါတယ်ကိုကိုတိုင်းကတော်တော်များများကမြန်မာပြည်ပြန်ပြီးတော့မလျှောက်ချင်ကြဘူးလေနော်ကိုနိုင်ဟိုရှိ တဲ့နိုင်ငံမှာပဲဗီဇာဝင်ခြင်းနဲ့အာကိုရှင်းနိုင်ငံကနေပဲရိုမန်နီကိုပြခြင်းနဲ့သူတို့ကြီးပဲဖြစ်တဲ့ကြောင့်မလို့ကျွန်မတို့ဒီနေ့ပြောသွားတဲ့ချက်တွေကိုသိချားလေးမမေ့မလျော့နဲ့အာသိထားစေချင်ပါတယ်နောက်တစ်ချက်ကကြတော့ဘလို့ခြေနေမျိုးဆိုရင်တော့မြန်မာပြည်ကိုမပြန်မဲနဲ့ရှောက်လို့ရနိုင်မလဲဒါကတော့အများသောအားဖြင့်ကတော့ default visa ကိုရီးယား language ကိုပဲအဓိက သွားသင်မဲ့ visa ပေါ့နော်ပြီးတော့ ဟို topic မရှိတဲ့သူတွေဆိုရင်เนาะမြန်မာပြည်ပြန်လျှောက်ရနိုင်ခြင်းညားပါတယ်เนาะအဲ့တော့ကိုက topic ရှိနေတယ်ဆိုရင်เนาะပို့ပြီးတော့လွယ်ကူတယ်ပေါ့เนาะဒါပေမဲ့လက်ရှိရောက်နေတဲ့နိုင်ငံမှာចောင်းသားရဲ့ visa ကအာဒီပေါ့နော်ចောင်း visa နဲ့နေပြီးတော့ចောင်း visa နဲ့တခြားနားထောင်เนาะလက်ရှိရောက်နေတဲ့နိုင်ငံမှာចောင်း visa နဲ့လည်းနေနေတယ်နှစ်နှစ်နဲ့အထက်လည်းရှိတယ်ဆိုရင် အဲကိုကကိုရီးယားနိုင်ငံကို transfer အနေနဲ့ပြောင်းတဲ့ចောင်းသားမျိုးဆိုရင်ကိုက e visa နောက်ပြီးတော့လဲ visa အလွယ်တကူရရှိနိုင်ပါတယ်เนาะအာ show money ကိုလဲကိုရောက်နေတဲ့နိုင်ငံကဘဏ်ကနေပြလို့ရပါတယ်အဲ့တော့တော်တော်များများကျွန်မပြီးခဲ့တဲ့ခါကကျွန်မတို့ចောင်းကဆရာဦးမေးတော့လဲဒီဝင်ငွေနဲ့ပတ်သက်တဲ့ဟာကိုဆရာဦးလဲမေးတော့လဲသူကအဲ့လိုမျိုးပြောတယ်ပေါ့เนาะဟိုចောင်းသား visa ဖြည့်ရမယ်ပြီးတော့နှစ်နှစ်နဲ့အထက် အဲနေထားပြီးသားအဲ့နိုင်ငံမှာနည်းနည်းထက်တန်းရှိပြီးကျောင်းတက်နေတာကလည်းဒုတိယနှစ်လောက်ရောက်ပြီးဆိုတော့ကျောင်းသားမျိုးတွေကပို့ပြီးတော့လွယ်ကူရဲ transfer အနေနဲ့လာတာပို့ပြီးတော့ရနိုင်ခြင်းရှိတယ်ပေါ့နော် visa ရနိုင်ခြင်းရှိတယ်လို့ပြောပူပါတယ်အဲ့တော့ကြောင့်မလို့ကိုကအဲ့လိုမျိုးကျောင်းသားဆိုရင်တော့အာရနိုင်ခြင်းများတယ်ညီမပြန်ပြီးတော့ရှောက်ဆရာမလို့ဘူးဆိုတော့ကျွန်မပြောချင်ပါတယ်နော်နောက်တစ်ခုနောက်ဆုံးနံပါတ်ခွနစ်ကကြတော့ transfer student အဲဘွန်တွေပဲဒီလိုမျိုးကြောင်းလျှောက်လို့ရနိုင်တာလားဗောနော်ဖက်စီကနေပြီးတော့စတက်တဲ့သူတွေဆိုရင်ရောဗီဇာမရနိုင်ဘူးလားအဲ့လိုမျိုးတွေကျွန်မတို့မေးထားတဲ့ဟာတွေလည်းရှိပါတယ်အဲ့ဒါကကြတော့ယူတဲ့မိသားပေါ်တွေမူတည်တယ်ဗောနော်ကိုကကိုရီးယားမှာတက်မဲ့မိသားနဲ့ကိုအခုလက်ရှိတက်နေတဲ့ ဒီနိုင်ငံကိုရောက်နေနိုင်ငံမှာတက်နေတဲ့ major တွေကတူတယ်ဆိုရင်တော့ကိုကတရားကနေပြီးတော့စပြီးတော့ transfer လုပ်လို့ရပေမဲ့ကိုယူတဲ့ကိုကိုရီးယားမှာတက်မဲ့ major ကကြတော့မတူတခြား line ကိုပြောင်းသွားမယ်ဆိုရင်တော့ first year နေပြန်တက်နိုင်ရပါတယ်အဲ့လိုမျိုးဆိုရင်လည်းအာရနိုင်ချေရှိပါအဓိကကနှစ်နှစ်နဲ့ကြောင်းသား visa နဲ့ဖြစ်ပြီးတော့နှစ်နှစ်နဲ့အထက်ဖြစ်နေရဆိုရင်အာရနိုင်ချေ e visa တွေ visa တွေရနိုင်ချေရှိပါတယ်เนาะ အဓိကကចောင်းသားဖြစ်နေရမယ်ចောင်းတက်နေတာဖြစ်နေရမယ်နေထိုင်နေရတယ်လည်းနည်းနည်းနဲ့အထက်ရှိနေတယ်ဆိုရင်တော့ရနိုင်ပါတယ် e-visa အနေနဲ့ចောင်းကနေလာဝကကိုကိုယ်တိုင်လျှောက်ပေးပြီးတော့ចောင်းသားက visa လုံးဝမပူရတဲ့ចောင်းမျိုးဆိုရင်တော့နိုင်ငံခြားတပေးနိုင်ငံမရောက်နေရောက်နေပေါ့เนาะမြန်မာပြည်ပြန်စရာမလိုဘူးကွက်ကို ဟိုចောင်းသားဘာမှစိတ်ပူစရာမလိုဘူးចောင်းဘက်ကပဲဟိုလောက်ကအိုဗီဇာလျှောက်ပေးမယ် e-visa လျှောက်ပေးလိမ့်မယ်ကိုကတခြားလွယ်တဲ့စာဆိုင်နေပြင်ဆင်ပြီးတော့ပဲပတ်စံအသေးသေးတခြားလုံးလောက်လောက်ရှိုံနဲ့နေမယ်အဆင်ပြေနိုင်ပါတယ်အသေးစိတ်သိချင်ရင်တော့ e-visa တွေလျှောက်ပေးနေတဲ့ agency တွေကိုတတိချာချာလေးမေးကြည့်ရမှာဖြစ်ပါတယ် ကျမအခုလက်ရှိလုပ်နေတဲ့အကြောင်းကတော့ e-visa မလျှောက်ပေးပါဘူးအဲ့တော့ကျမလည်းတိတိကျကျလေးကကနာနာမပြောတတ်ပါဘူးဒါပေမဲ့ကျမတကယ်ကိုလေးလာထားသလောက်မေးမြန်းထားသလောက်ကတော့ဒီလိုမျိုးတော့ထွက်လာတယ်ပေါ့နော်တိတိကျကျလေးတော့အာမေးမြန်းလို့ရမယ့်အခြေအနေလေးတွေတော့ဖြစ်လာတယ်ပေါ့နော်အဲ့တော့အာဒီလိုမျိုး e-visa နဲ့ပတ်သက်တဲ့ဟာတွေเนาะဟိုဒီ Excel University တွေနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်မရှာကြည့်လိုက်တဲ့အခါမှာတော့ အော်ဘယ်လိုမျိုး agency တွေကိုရှောက်လို့ရမလဲပေါ့ဘယ်လိုမျိုး agency တွေကဒီလိုမျိုးဟာနေပတ်သက်ပြီးတော့လုပ်နေတာများလဲဆိုပြီးကျွန်မကိုယ်တိုင်လည်းရှာဖွေကြည့်ခဲ့ပေးပါတယ်အခုကြည့်နေတဲ့သူတွေအတွက်ပါเนาะအဲ့တော့ကြည့်ကြည့်လိုက်ရှာကြည့်လိုက်တဲ့အခါမှာတော့ကျွန်မ War Ethiopia မြန်မာ agency ကိုတော့တွေ့ခဲ့ပါတယ်သူတို့ War ထဲမှာဆိုရင်အများတန်း EV design နဲ့ပတ်သက်တဲ့ဟာတွေ update တွေအများတန်းတွေ့နေတယ်။နောက်ပြီးတော့အဲ့လိုနိုင်ငံသားကចောင်းသားတွေထိုင်းကចောင်းသားတွေကိုလည်းတခါတည်းပေါ့เนาะမြန်မာပြည်ပြန်ချာမလို့ပဲရှောက်ပေး ခဲ့တယ်ဆိုတော့အာအကြောင်းအရာလေးလည်းတင်ပေးခဲ့ထားရလေးလည်းကျွန်မတွေ့ရတယ်နောက်ပြီးတော့လည်းအဲ့လိုမျိုးပေါ့ Excellent University တွေအကြောင်းကိုလည်းတည်တည်ချာချာလေးအမြဲတမ်းပြောပြနေတဲ့ agency ဖြစ်တဲ့အတွက်ကြောင့်မလို့တော့ကျွန်မကအဲ့ agency လေးကိုတော့တစ်ချက်မေ့ကြည့်ဖို့ကျွန်မကပြပြပေးချင်ပါတယ် ကဲဒါဆိုရင်တော့ဘယ်နိုင်ငံမဲရောက်ရောက်ကိုသွားခြင်းတဲ့နိုင်ငံကိုသွားနိုင်ကြပါစေလို့ကျွန်မကဆုတောင်းပေးရင်ねကိုရဲ့ကိုအကဲမြောက်ကိုကကိုရီးယားနိုင်ငံမှာအဲကြောင်းတက်ဖို့စိတ်ကူးရှိတယ်ကိုရီးယားနိုင်ငံအဲကျွန်မတခုပြောချင်တာကလေ အဲအဲ့လိုပေါ့ကိုရီးယားနိုင်ငံကိုမှအရင် YouTube ပါတယ်ကိုရီးယားနိုင်ငံမှာကြောင်းတက်ချင်ပါတယ်ဆိုတော့ dream ကြီးရှိတော့မှာပေါ့နော်တချို့တွေပေါ့နော်ကိုကိုရီးယားနိုင်ငံထက်လဲလာစာတွေလဲကောင်းတယ်လူနေမှုအခြေအနေတွေလဲမြင့်တယ်အဲအဆအဆရရတာနေရဲတာနဲ့ဒီတိုင်းပဲဘာရမဟုတ်ဘူးလာချင်တယ်သူများလာလို့လာချင်တယ်ဆိုတာမျိုးထက်ဆိုင်ရင်တော့ဟိုကိုအရင် dream ကြီးကြီးမားမားသားလေးလာဖို့အတွက်ကိုကျွန်မကတော့ recommend ပေးပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီနိုင်ငံမှာလဲအခက်အခဲတွေအများကြီးရှိတယ်ဟုတ်တယ်အဲတင် မလား trend ဖြစ်နေတဲ့ drama တွေ K-pop တွေနဲ့အာတကယ်ကိုသူတို့ဘက်ကလည်းဒီ marketing လုပ်တဲ့ဟာတွေကြောင့်ဒီနိုင်ငံကအရန်လှပပြီးရန်ပြောစရာကောင်းတဲ့ပုံစံမျိုးတော့ဖြစ်နေပေမဲ့တစ်ဖက်မှာလူမိဘထောက်ပံ့မှုမရှိတဲ့သူတွေအာဘယ်ကောက်ကိုအရန်ကိုစူးစမ်းရတဲ့သူတွေကိုရီးယားစကားမရတဲ့သူတွေ scale တွေများစွာမရှိတဲ့သူတွေအာပြီးတော့လည်းကိုကိုကိုယုံကြည်မှုမရှိတဲ့သူတွေ အဲတခုတည်းကိုပဲလှုပ်တက်တဲ့သူတွေအနေနဲ့ဆိုရင်တော့ဟိုရရန်ယိုးတယ်ပေါ့เนาะရန်ယိုးပြီးတော့ဒီတခုကိုပဲဒီလိုလေးပဲလှုပ်တက်တယ်ဟိုပင်ပမတ်လှုပ်ဆိုလဲလှုပ်နေပြီးတော့ပဲတက်မယ်ဆိုတော့ရှေးရှောက်ရမျောလင်းချက်အရန်ကြီးကြီးမမကြီးမရှိတဲ့သူတွေဆိုရင်တော့ပိုးပြီးတော့ပင်ပန်းနိုင်တယ်ပေါ့เนาะအဲ့လိုမျိုးတွေရှိပါတယ်အဲ့တော့တိတိကျကျစဉ်းစားဆုံးဖြတ်ပါ အခုကဂါဂါ ကျွန်မပြောတဲ့အဟာကဟိုနိုင်ငံတခြားနိုင်ငံမှာရောက်နေတဲ့ကြောင့်လူမြန်မာလူမျိုးတွေအတွက်ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားနိုင်ငံကကိုရီးယားနိုင်ငံထက်လည်းပိုပြီးတော့ဟိုကောင်းမွန်နေတယ်လစာတွေလည်းရနေတယ်အဲ့တော့ဂလုတ်ကန်ခွင့်လန်းတွေလည်းများနေတယ်ဗီဇာဆိုရင်လည်းတခါတည်းအများကြီးအချိန်ကြာကြီးပေးတယ်ပေါ့နော်နိုင်ငံမှာတခါလေးကြာတနည်းနဲ့နှစ်အဲ့လိုမျိုးတွေပေးတာចောင်းသားဗီဇာဆိုရင်အဲ့လောက်ကလေးပဲပေးတာဆိုတော့ဒီဗီဇာတိုးရတဲ့အခါတိုင်းမှာဗီဇာပြောင်းရတဲ့အခါတိုင်းမှာအများကြီးစိတ်ညစ်စရာတွေပင်ပန်းစရာတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်မတို့သိအားလို့ကြိုးပြပြထားတာပေါ့နော်အဲ ဲဒါပေမဲ့ကိုကတော့ကိုရီးယားနိုင်ငံမှာတက်ချင်တယ်ဘာလို့လဲဆိုတော့ကိုကူရနေတဲ့နိုင်ငံကလောကကနေကိုရီးယားနိုင်ငံလောကကနေကအများကြီးกว่าတယ်ပိုများတယ်လို့ထင်တဲ့နိုင်ငံဆိုရင်တော့ကျွန်မကလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကျွန်မတို့ကိုယ်တိုင်ဆိုရင်လည်းဒီလိုပဲအောက်ခြေအနေစားပြီးတော့အများကြီးစူးစမ်းပြီးတော့ဟိုတွက်နေသူပေါ့နော်စူးစမ်းစူးစမ်းသလောက်တန်ခန့်နိုင်တဲ့တခန့်နိုင်တဲ့လောက်ပေါ့เนาะအဲဒီဇိုင်းမမလုပ်တဲ့သူကတော့ဘာဖြစ် အဲကောင်းမွန်တဲ့ခြေနေတစ်ခုကိုရသွားမှာပဲပေါ့နော်ဒါကိုသိစေချင်တဲ့အတွက်ကြောင့်မလို့ကျွန်မကဒီဗီဒီယိုလေးကိုလုပ်လိုက်တာဖြစ်ပါတယ်အားလုံးပဲအာကိုရဲ့ dream time ကိုအမြန်ဆုံးအကောင့်ထဲပို့နိုင်ကြပါစေနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်တတပါ